နေပြည်တော်အလစ်ဝင်တိုက်ခိုက်ခံရမည်ကိုစစ်လော်ဘီများစိုးရိမ်နေရှမ်းပြည်နယ်မြောက်ပိုင်းကရင်ကယားကချင်နှင့်ရခိုင်ဒေသများတွင်ထိုးစစ်ဆင်နေသည့်စစ်ကောင်မရှင်ကစစ်တပ်အင်အားများကိုရင်းဒေသများ၌ဆေးလွတ်ထားရသည့်အတွက်စစ်ရုံးချုပ်တရှိရာနေပြည်တော်ကိုတော်လှန်ရေးတပ်များကအလစ်ဝင်ရောက်တိုက်ခိုက်မည်ကိုစစ်လော်ဘီများကစိုးရိမ်လျက်ရှိနေသည်စစ်တပ်လော်ဘီတအူးဖြစ်သည့်အောင်ဇေယကယင်းဤ Telegram Channel ၌ နေပြည်တော်လုံခြုံရေးအထူးမြင့်တင်ဖို့လိုအပ်နေတယ်နေပြည်တော်ရဲ့မိုင်းတရားပတ်လည်အတွင်း PD အဖက်တွေမရှိစေဖို့အထူးစီမံချက်ချပြီးဆောင်ရွက်တင်နေဟုရေးသားထားသည်ပြီးခဲ့သည့်2023ခုနှစ်ကတော်လန်ရေးပူပေါင်းတပ်များသည် drone များအသုံးပြုပြီးနေပြည်တော်ရှိအေလာလီတက်ကို drone နဲ့တိုက်ခိုက်ခဲ့သည့်အပြင် 2024ခုနှစ်နိုဝင်ဘာ25ရက်ကလည်း MAICC2 ခန်းမကိုဒရုန်းဖြင့်ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သေးသည့်လုံခြုံရေးအထူးတင်းကျပ်ထားသည့်နေပြည်တော်၌မကြာခဏဒရုန်းနှင့်တိုက်ခိုက်ခံရမှုကြောင့်စစ်ကော်မရှင်ဟာစစ်အင်အားအများပြားတိုးချဲ့ပြီးမြို့တွင်းထိတော်လှန်ရေးတပ်များဝင်ရောက်လာမှုကိုကာကွယ်ရန်ပုံမှန်လှုပ်ဆောင်လာကြောင်းသိရသည် ဒီကောင်တွေစစ်အင်အားအတော်နေနေလို့အခုလိုအော်ဟစ်နေတာဖြစ်မဲ့တပြည်လုံးကိုထိုးစစ်ပြန်လုပ်နေတော့နောက်မှဟောင်းဟောင်းဖြစ်နေပုံရတယ်နေပြည်တော်ကဗဟိုဌာနချုပ်ဆိုတော့အဲ့ဒါကြာသွားရင်စစ်တပ်တစ်ခုလုံးပြုံမှလေဟုစစ်ရေးလေလာသူတအူကသုံးသက်သည် ဖဲမစုံစမ်းသိရှိရသည့်အချက်အလက်များအရစစ်ကော်မရှင်သည်နေပြည်တော်ကိုကာကွယ်နိုင်ရန်အတွက်တိုက်ခိုက်ရေးတပ်ဖွဲ့အင်အား14000ကိုဖြန့်ကျက်ထားသည့်အပြင်ဝန်ထမ်းအင်အားအနီးတွင်လည်းလုံခြုံရေးတင်းကျပ်ထားကြောင်းသိရသည့်နေပြည်တော်ကိုပုံမှန်ဝင်ထွက်သွားလာတဲ့သူတွေကတော့ဂိတ်တွေမှာစစ်ဆေးတာနေတဲ့လူစိမ်းဆိုရင်တော့တေချာကိုစစ်တာတစ်မျိုးလုံးမှလည်းစစ်သားတွေအပြည့်ပဲအ धिक မျိုးဝင်ထွက်တဲ့ဌာနဆိုင်ရာရုံးတွေမှာလုံခြုံရေးပုံများတယ် စစ်ရုံးချုပ်လမ်းပိုင်းကတော့တာမန်လူသွားရင်တောင်ပြစ်ခံရဖို့လွယ်တဲ့မြင်ကွင်းလေကားလမ်းမကြီးကတမျောတခေါ်ကြီးဟုရန်ကုန်မှနေပြည်တော်သို့မကြာခဏသွားရောက်လေးရှိသည့်လုပ်ငန်းရှင်တို့ကရင်းမြင့်တွေ့နေကြဖြစ်စဉ်ကိုပြောပြသည် ထို့ပြင်စစ်ရုံးချုပ်အနီးတော်လှန်ရေးတပ်ဖွဲ့ဝင်များခိုးအောင်မှုမပြုလုပ်နိုင်ရန်ကြိုတင်ကာကွယ်သည့်အနေဖြင့်စစ်ကော်မရှင်ကအဆိုပါနေရာအနီးရှိကြေးရွာအချို့၏နေအိမ်များကိုဖယ်ရှားရှင်းလင်းမှုများပြုလုပ်ထားကြောင်းသိရသည်။ယင်းအပြင်လေကြောင်းရန်ကာကွယ်ရေးစနစ်ဂျာမန်နှင့်ဤပညာဆိုင်ရာပစ္စည်းများကိုပုံမတိုးချဲထားသည့်အပြင်ဒရုန်းစောင့်ကြည့်ရေးအဖွဲ့များကိုလည်း24နာရီစောင့်ကြည့်ရန်ညွှန်ကြားထားကြောင်းမြေပြင်တည်င်းရင်းမြစ်၏တည်င်းပေးပို့ချက်အရသိရသည်။ ဆက်လက်ပြီးအစိုးရဝန်ထမ်းအင်အားလွှတ်တော်သမရယုံနှင့်အရာရှိအင်အားများတို့ပြင်ပရင်ဝင်ထွက်ခွင့်များကိုတင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းသိရသည့်ထို့ပြင်မြို့တွင်းအချက်အချာကြားသည့်နေရာများလမ်းဆုံလမ်းခွများနှင့်ဝင်ထွက်ပေါက်များတွင်ဘဏ်ကများယာယီတင်းများချကာလက်နက်အပြည့်စုံဖြင့်စစ်သားများကစောင့်ကြပ်နေကြောင်းလည်းသိရသည်